ရန်ကုန်ပြည်ရထားလမ်းပိုင်းမှာပြေးဆွဲနေတဲ့အမှတ်87အစံအမှတ်82အစုံရထားကိုတရုတ်နိုင်ငံကနေမှာယူတင်သွင်းထားတဲ့စက်ကောင်းတဲ့တွဲဆိုင်တဲ့နဲ့မလ19ရက်နေ့ကစတင်ပြေးဆွဲခဲ့ပါတယ်ကျေးဇူးအရမ်းနဲ့နော်ဒီကြောင်ချက်ပေါ့ဂျာနက်ချီဘလော့ကိုဆောင်နေပါပြီ ပြင်းဆွဲတဲ့ရထားမှာတွဲတရဲကိုထိုင်ကုန်68ခုပါဝင်ပြီးရထားတစ်စီးလုံးမှာခရီးသည်600ကျော်စီးနှင်းနိုင်မှာပါရထားထွက်ခွာချိန်အနည်းနဲ့ရန်ကုန်ကနေပြည်ကိုမိုးလဲတနားရီမှာစတင်ထွက်ခွာမှာဖြစ်ပြီးကြာမြင့်ချိန်ကတော့8နိုင်ခွဲကြာမြင့်မှာဖြစ်ပါတယ်ရန်ကုန်ပြည်ရထားလမ်းပိုက်ပြင်းဆွဲမှုနဲ့ပတ်သက်ပြီးမြမမီးရထားအောက်မြမပြည်ကအထွေထွေမန်နေဂျာဦးထွန်းအောင်တင်းကအခုလိုပြောပါတယ်အဲ့တော့ထူးခြားမှုအနေနဲ့ကတော့အရင်တွဲဆိုင်ရင်လည်းမတူတာတော့ တွဲဆိုင်အစ်စ်ဖြစ်ပါတယ်။ဗလားတူပဲကျွန်တော်တို့ CCTV တပ်ဆင်ထားပါတယ်။နောက်တွဲမှာလည်းကျွန်တော်တို့လေးတပ်ဆင်ထားတဲ့ဒီကြောင့်မလို့ခီးသည်များစီးနေရတဲ့ခါမှာကျွန်တော်တို့ချောမွေညင်တာပြီးတော့မှဖြစ်ပါတယ်။အဲ့တော့တခြားကျွန်တော်တို့တင်ပြရမယ်ဆိုရင်တော့စက်ကောင်းအစ်စ်ဖြစ်တဲ့ဒီကြောင့်စက်ကောင်းမှာလည်းကျွန်တော်တို့ဒီခင်မီကရိယာတွေဆက်ထားလို့ပဲ compressor brake စနစ်တွေကိုလည်းပုံမှုပြီးတော့တပ်ဆင်ထားတာရှိပါတယ်။အဲကြောင့်မလို့ ခီးစေခီးသွန်းလုပ်သားပြည်သူတွေအစည်းအဝေးနဲ့အခါမှာလုံခြုံချောမွေ့မယ်အနေရကင်းမယ်တက်တောင့်တက်တာစီးဆိုင်စီးနိုင်မဲ့အတိုင်းသာဖြစ်ပါတယ်။နောက်နှုံးသားအနေနဲ့လည်းရခင်နှုံးသားအတိုင်းလုံးဝပြောင်းလဲမှုမရှိပါဘူး။ယထာရတ္တံဘူတာလည်းရခင်လိုပါပဲ၁၃ဘူတာရတ္တံမှာဖြစ်ပါတယ်။မြမမီးရထာအနေနဲ့ရန်ကုန်မော်လမြိုင်လမ်းပိုင်းရန်ကုန်နေပြည်တော်လမ်းပိုင်းစတာတွေမှာလည်းဆက်ကောင်းတစ်တွဲဆိုင်တစ်တွေနဲ့အစားထိုးပြေးဆွဲသွားဖို့စီစဉ်နေတယ်လို့သိရပါတယ်။